ပွဲစဉ်ကိုအတွက်အင်တာနက်ခန့်မှန်းချက်များဒီဒီဘက်မှာတော့ Premier League ပွဲစဉ်ကိုကိုရှင်မြန်ကစားတော့မှာဖြစ်ပြီးတော့တောက်ချနေညမှာတော့တပွဲစနေနေ့ညမှာ၄ပွဲနဲ့တနင်္ဂနွေနေ့ညမှာတော့၅ပွဲရှင်မြန်ကစားတော့မှာပဲဖြစ်ပါတယ် Premier League ပွဲစဉ်ကိုအတွက်အင်တာနက်ရဲ့ပွဲကြိုခန့်မှန်းချက်တွေကိုဘလုံးမွဲဆော့တဲ့ကိုတွေထောက်ကိုဖျအောင်လို့ညီမတင်ဆက်ပေးလိုက်ရပါတယ်ရှင်တောက်ချနေနက်နက်တနားခွဲမှာကစားမယ် League ဝဟန်ပွဲမှာဆိုတော့ League အသင်းက၂ကိုတကိုနဲ့အနိုင်ရမယ်လို့ခန့်မှန်းထားပါတယ်စနေနေ့မှာတော့ည၈ခွဲမှာ၂ပွဲကစားတော့မှာဖြစ်ပြီးတော့ Chelsea စန်နာလန်ပွဲမှာဆိုတော့ Chelsea အသင်းက၃ကိုတကို နယူကာဆယ်ဖူဟန်ပွဲမှာဆိုတော့နယူကာဆယ်သင်းကနှစ်ဂိုးတကိုးနဲ့အနိုင်ရမယ်လို့ခမန်းပေးထားပြန်ပါတယ်။ည7:00နာရီမှာကစားမယ်မန်ချက်စတာယူနိုက်တက်ဘရိုက်တန်ပွဲမှာဆိုတော့မန်ချက်စတာယူနိုက်တက်သင်းကတကိုးကိုးမရှိနဲ့အနိုင်ရမယ်လို့ခမန်းထားပြီးတော့ည7:00နာရီခွဲမှာကစားမယ်ဘရန်ဖို့လီဗာပူးပွဲမှာဆိုတော့လီဗာပူးသင်းကနှစ်ဂိုးတကိုးနဲ့အနိုင်ရမယ်လို့အင်တာနက်ကခမန်းထားပါတယ်။နင်းရွေနေမှာတော့ည8:00ခွဲမှာ၄ပွဲနဲ့ည7:00နာရီမှာတော့တပွဲကစားတော့မှာပဲဖြစ်ပါတယ်။ဖုံးမောင်းနဲ့နော်ဒင်ဟမ်ဖောရက်ပွဲမှာဆိုတော့ဘုံမောင်းသင်းကတကိုးကိုးမရှိအာဆင်နယ်ခရစ်စတယ်ပဲလီပွဲမှာဆိုတော့အာဆင်နယ်သင်းကနှစ်ဂိုးကိုးမရှိ ရှင် Aston Villa Man City ပွဲမှာဆိုတော့ Man City အသင်းက3ဂိုးတကို Wolf Burnley ပွဲမှာဆိုတော့ Burnley အသင်းကတကိုးကိုမရှိနဲ့အနိုင်ရမယ်လို့ခန့်မှန်းထားပြန်ပါတယ်။ပွဲစဉ်ကိုနောက်ဆုံးပွဲစဉ်အဖြစ်ည7:00နာရီမှာကစားမယ်။ Everton နဲ့ Spurs ပွဲမှာဆိုတော့ Everton အသင်းကတကိုးကိုမရှိနဲ့အနိုင်ရမယ်လို့ Internet ကခန့်မှန်းထားပါတယ်။